ဟယ်လိုခြေဖိုက်ကနေကြိုဆိုပါတယ်ဒီတစ်ခေါက်တော့ခြေကယူရီးယားဟင်းပွဲလေးတွေတော်တော်ဆုံဆုံလင်းလင်းလေးရပြီးတော့သူ့မန်နျူတွေကဘာလေးပဲမှစားလိုက်မှစားလိုက်စားလို့လည်းကောင်းတယ်မြေဦးဟော့ပေါ်လေးရတယ်ဆိုင်လေးတစ်ဆိုင်ကိုပြပေးချင်ပါတယ်သူစီမှာအခုမန်နျူအစ်စ်တွေအများကြီးပဲထပ်တိုးထားတယ်ဆိုလို့တောင်းကလာဝီဇီယနာလမ်းမပေါ်ကအလွိုက်ဆိုတဲ့ဆိုင်လေးကိုရောက်ခဲ့ပါတယ် အရင်ဆုံးစားပြစ်တာတိုက်ကားပဇွန်ကျက်သွွန်မွှေးလေးပါကျက်သွွန်ဖြူနံမှုမွှေးလေးနဲ့ပဇွန်ကြော်ထားတဲ့အနံ့လေးရာလဲမှုမွှေးလေးနဲ့တကယ်စားလို့ကောင်းပါတယ်သူ့ရဲ့ seafood sauce လေးရာလဲအရသာရှိပြီးတော့စားလို့ကောင်းတယ်ပဇွန်ကြော်လေးရာလဲအပေါ်မှာမုန်းနှစ်အလွှာအပားလေးတလွှာပါပြီးတော့အရသာလေးရာတော်တော်လေးစားလို့ကောင်းပါတယ်ချီစားရတာလဲတော်တော်လေးကြိုက်တာမို့လို့ဒါလေး try ကြည့်ဖို့အတွက် recommend လုပ်ပါတယ် နောက်တစ်မျိုးကတော့ငါအသားလွှာလေးတွေကိုနမ်ဖစ်ဖောင် sauce လေးနဲ့ချက်ထားတဲ့ဟင်းပွဲလေးပါ။ငါအသားလွှာလေးတွေကတလွှာချင်းစီမုန်နှင်းနဲ့ကြော်ထားတာလေးကိုနမ်ဖစ်ဖောင် sauce လေးနဲ့ပြန်ချက်ထားတာပါ။နမ်ဖစ်ဖောင် sauce ကတော့ထိုင်းနေဟင်းချက်တဲ့နေရာမှာတော်တော်လေးအသုံးများတဲ့ sauce လေးပါ သူ့အနှစ်လေးဟာထိုင်းနေအတုံးများတဲ့ဟင်းခတ်မွေးကြိုင်အနံ့ဆုံဆုံလင်းလင်းလေးနဲ့အရသာဆန်းဆန်းလေးနဲ့တော်တော်လေးစားလို့ကောင်းပါတယ်။အနှစ်ကလေးဟာထမင်းနဲ့စားရင်ပိုပြီးတော့လိုက်တာမို့လို့ဂျင်းထမင်းလေးနဲ့လည်းစားခဲ့ပါသေးတယ်။နံဖိဖောင်ဆော့စ်ရတာလေးရဆန်းဆန်းလေးနဲ့တော်တော်စားကောင်းတာမို့လို့ဒီဟင်းလေး try ကြည့်ဖို့အတွက်ကိုလည်းကြေရ recommend လုပ်ပါတယ် ဒီတင်မောသည်ကြွတ်ကြော်ထောင်းလေးရဲ့အရသာလေးကတော့အရန်မိုက်ပါတယ်။တင်မောသည်အမြင်လေးတွေကိုအကျွတ်လေးကြော်ထားတာပါ။အဲ့ဒီအကျွတ်ကျော်ရတာလေးကိုရင်တော်တော်လေးစားလို့ကောင်းနေပြီပေါ့နော်သူ့ရဲ့အထောင်းအရည်နဲ့တွဲပြီးစားလိုက်တဲ့အခါမှာလုံးဝမိုက်ပါတယ် အထောင်းမန်နျူအစ်စ်တရဲ့အရေး base ကို recipe နည်းနည်းပြောင်းထားတယ်လို့ပြောရပါတော့။အခုအစ်စ်ပြောင်းထားတဲ့အရာသာလုံးဝကိုထိမိနေပြီးတော့ချင်ခံဆက်အရာသာကြီးအကျိုက်နဲ့ကွက်တိပါပဲ။ဒီတင်မောသည့်ကြွကြော်ထောင်းလေးကိုတော့ highly recommend လုပ်ပါတယ်။ပင်လယ်ငမုတ်ဖြူကြက်သွန်ဖြူမွေးလေးရတော့ငမုတ်ဖြူကိုကြွကြော်လေးကြော်ထားတာပေါ့နော်။အဲ့ဒါကိုမပေါ်ကနေကြက်သွန်ဖြူကြွကြော်မွေးလေးဖြူထားတာပါ။ ချစ်တံဖြူကြွတ်ကြော်လေးဖြူထားတဲ့ဟင်းလေးတွေကတော့အနံ့အရသာတော်တော်လေးကိုမှုမှွေးလေးနဲ့စားလို့ကောင်းပါတယ်ငမုတ်ဖြူကြော်ရဲ့အရာသာလေးကတော့ငားကြော်အရာသာလေးပဲပေါ့နော်အရန်အဆန်းကြီးတော့မဟုတ်ပါဘူးအရာသာလေးစားလို့ကောင်းပြီးတော့စားရတာတော့ကြိုက်ပါတယ်ဝကြော်ရိုးမီတောက်ကတော့ဝဲရဲ့ကြော်ရိုးလေးတွေကိုတုံးထားတာမို့လို့အသားပမာဏများများဆဆလေးပါပါတယ် ဟင်းပွဲရတာလေးစားလို့ကောင်းတယ်အသားရတာလေးလည်းစားရမစိုးဘောနော်ဒါပေမဲ့အသားလေးရတော့နည်းနည်းလေးဇက်တောက်ဇက်တောက်လေးဖြစ်နေပါတယ်သူ့ရဲ့အရည်အရတာတော်တော်လေးကိုကောင်းပါတယ်ချင်ငန်ဆက်အရတာလေးနဲ့အရတာရှိရှိလေးနဲ့တိတိမိမိရှိပါတယ်ဝါကျော်ရွာတော့ seafood sauce ဖြစ်ဖြစ်မြေပဲ sauce ဖြစ်ဖြစ်ပေါ့နော် sauce လေးတွေနဲ့တွဲစားတာပို့ပြီးတော့အဆင်ပြေပါတယ် ီဟင်းပွဲလေးအတွက်ကတော့အသားစားရတာထက်သူ့ရဲ့အရေတောက်ရတာကိုပိုပြီးတော့ကြိုက်ပါတယ်။ပင်လယ်စာ ပြောင်းမှုကြွတ်ကြော်ထောင်းလေးရတော့အဲ့ဒီနေ့ဟင်းပွဲတွေရဲ့အကြိုက်ဆုံးဟင်းပွဲလေးပါ။ဆိုင်လေးရောက်ဖြစ်ခဲ့ရင်တော့ဒီဟင်းပွဲလေးစားကြည့်ခဲ့ဖို့အတွက်ကိုကြည်ရ highly recommend လုပ်ပါတယ်။ ပြောင်းမှုလေးတွေကိုတစီချင်းမုံနှစ်နဲ့ကြော်ထားတာလေးလဲတော်တော်စားလို့ကောင်းတယ်။သူ့ရဲ့အထောင်းအရည်လေးရလဲလုံးဝအရသာချင်ငန်ဆက်ကွက်တိနဲ့အရသာတော်တော်ရှိတယ်။အဲ့ထဲမှာ ပင်လယ်စာလေးတွေရလဲအစုံဆိုတော့အဲ့ပင်လယ်စာလေးတွေရဲ့အရသာလဲတော်တော်လေးစားလို့ကောင်းတယ်။ပြောင်မှုကြော်လေးရဲ့အထောင်းရည်ရဲ့ပင်လယ်စာတမျိုးမျိုးရဲ့ကိုယူပြီးတော့ဇွန်တဇွန်နဲ့မှာ တလုတ်စာတခါရရောပြီးရောစားကြည့်ပါအရသာလုံးဝကိုစမ်းထွက်နေပြီးတော့တော်တော်လေးကိုစားလို့ကောင်းတာပါ ကြည်အရန်ကြိုက်ပါတယ်ဒါကတော့မြေအိုးဟော့ပော့တဆက်စာပါဝတ်သုံးထက်သားနဲ့ဝတ်သားလုံးလေးတွေကိုကြည်ကအတွန်ထည့်ထားပါတယ်သူရဲ့မြေအိုးဟော့ပော့မှာမှာဆူကီ အနှစ်အရသာလေးရာဆူကီဟော့ပော့ကပေါ့နော်မန်နျူအစ်စ်ပါအဲ့ဒါလေးကို try နေပါတယ် ဝကုတ်တာဝတ်တုံးထက်တာဝတ်ကလေးစားလေးတွေနဲ့အမှုရဲ့ပဲကြဆန်ရဲ့အရွက်အစုံလေးတွေရဲ့ပါပါတယ်သူရဲ့မြေဦးဟောပေါ်လေးကအဲ့တော်နေထမထဲရင်တော့မှအစားနေတဲ့သူဆိုရင်နှစ်ယောက်လောက်စားလို့ဝါတယ်ပူရှင်လေးပါစားရတာတတ်ပါတယ်သူရဲ့စုကီအနှင်းရတာလေးကလည်းစိမ့်စိမ့်ချူချူလေးနဲ့တော်တော်လေးစားလို့ကောင်းတယ်အည်လေးပေါ့နော်တောက်လို့ကောင်းတယ်ပြီးတော့ မြေဦးလေးကိုအဖုံးပိတ်ပြီးထဲပြုတ်ထားတာကြောင့်လားမသိဘူးအသားရည်လေးကိုလည်းစုကီအနှစ်အရသာလေးကဝင်နေပြီးတော့အသားအရသာလေးကလည်းဘာနဲ့မှတိုးစားစရာမလိုဘဲနဲ့ကိုစားလို့ကောင်းတယ်စုကီအနှစ်အရသာလေးကခက်စိမ့်စိမ့်ချူချူလေးနဲ့ပြီးတော့အဆက်အရသာလေးပပားလေးပေါ့နော်မဆူစလောက်လေးပါတယ်အရသာလေးတော်တော်ရှိပြီးစားလို့ကောင်းတယ်ခြေလည်းတော်တော်လေးကြိုက်ပါတယ် သူစီယာမြေဦးဟော့ပေါ့လေးကိုစူကီရတာလေးနဲ့စားကြည့်ဖို့အတွက်ကိုလည်း GI recommend လုပ်ပါတယ်။နောက်ဆုံးအချို့တဲခဲ့တာကတော့တရက်သီးကောင်းချင်းလေးနဲ့ပါ။ဒီအချို့ပွဲမှာသုံးတဲ့အုံနို့အနှစ်အရတာလေးကိုကြည်တော်တော်လေးကြိုက်ပါတယ်။အဲ့ဒီအုံနို့အရတာလေးကမှွှမှွေးလေးနဲ့ချိုအီအီလေးတော်တော်လေးစားလို့ကောင်းပြီးအရတာရှိပါတယ်။ သူ့ရဲ့ကောင်းခြင်းအရသာလေးလဲစားလို့ကောင်းတယ်ဒီအချိုးပွဲလေးကတရက်သီးနဲ့ရောဒူရင်းသီးနဲ့ရောနှစ်မျိုးရနိုင်ပါတယ်တရက်သီးကလည်းစိမ့်တလုံးတရက်သီးလေးကိုသုံးထားပြီးတော့ကောင်းခြင်းရဲ့အုံနှိုးအရသာလေးရဲ့တရက်သီးရဲ့လိုက်ဖက်ပြီးတော့အရသာတော်တော်လေးရှိပါတယ်တရတိကောင်းငင်လေးမြည်ကြည့်ဖို့အတွက်ကိုလည်း JR recommend လုပ်ပါတယ်။ဒါဆိုဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲ။နောက် vlog လေးတွေကြမှာချက်တွေ့ကြမယ်နော်။တတား